အားလုံးမင်္ဂလာပါရှင်ဖူပိုင်ရှယ်ရှယ်မှာကျေးဇူးလိုက်ပါတယ်ဒီနေ့မှာတော့ပေါ့နော်ညီမကညီမသမီးလေးအတွက်ပေါ့နော် baby food လေးချက်ပေးมาပေါ့နော်ဗာလဲဆိုတော့ညီမခောက်ဆွဲခောက်ဆွဲနဲ့ဒီအင်ချက်လေးနဲ့ပေါင်းပြီးရောပေါ့နော်ခောက်ဆွဲစီချက်ပုံစံမျိုးလေးပေါ့နော်ချက်ပေးပါမယ် တော့ညီမဒီ BFM ကထုတ်ထားတဲ့ခောက်ဆွဲပေါ့နော်ဒီခေါက်တော့ညီမအဝါလေးသုံးမယ်ပေါ့နော်အဝါနဲ့အစိမ်းနှစ်ခုပါတယ်ညီမအဝါလေးသုံးမယ်ပြီးတော့ထိုင်ဝမ်မုံကြီးလေးပါမယ်အင်ကျက်လေးပေါင်လေးပေါ့နော်ပေါင်ရင်းလေးတစ်ခုနဲ့ဒီဆော့လေးပေါ့နော်ဆော့လေးနဲ့ဖြတ်ပြီးတော့ညီမခောက်ဆွဲစီချက်ပုံစံလုပ်ပြပေးပါမယ်ဆော့ပေါ့နော်ခုညီမစက်သားလေးကိုအရင်ပြုတ်မယ်ပေါ့နော်ငါစက်သားလေးစက်သားလေးကိုပြုတ်ဖို့တော့ညီမဒီဆော့ teriyaki ဆော့လေးပေါ့နော်သူကလေအကြတာဟိုထက်ပြီးတော့ထည့်စရာမလိုဘူးပေါ့နော်သူကလေဒီမှာ မန်နဲလေးထည့်ပြီးတော့နေလိုက်ပါမယ်။နေပြီးတော့ပေါ့နော်ညီမဒါလေးကိုဒီကြက်သားလေးကိုနူအောင်ပြုတ်လိုက်ပါမယ်ရှင်။ဒီဆော့လေးကကြတော့ညီမတို့ဒီကလေးတွေရဲ့အစားတောက်လေးချက်တဲ့အခါမှာအသုံးပြုလို့ရပါတယ်ပေါ့နော်။ဒီဆော့လေးကကြတော့ညီမတို့ဒီပမာဝယ်လို့ရလေဆိုတော့ညီမတို့မြောက်အကလာမှာရှိတဲ့ Great Strides and Baby Shop မှာဝယ်ယူအပ်လို့ရပါတယ်ရှင်။ဒီကပေါ့နော်ဟိုကြော်ပြီးသားအသားလေးပေါ်မှာလည်းဖြူးပြီးတော့ပေါ့နော်အရသားလေးတုပ်ပြီးတော့လည်းစားလို့ရပါတယ်။ကဲခုညီမချက်သားလေးကို ပေါင်းမိပါမယ်။ဆွမ်းညီမကိုရတာလဲနေဝိုင်းဆိုတော့ဒီလေးနဲ့ပေါင်းမိပါမယ်။ဆိုတော့ချက်သားလေးကိုညီမနူးနေအောင်အရင်ဆုံးပြုတ်ပြီးတော့ပေါင်းမိပါမယ်။ပြီးရင်ညီမကျင်းနဲ့ခောက်ဆွဲပြီးဆလုပ်ပြပါမယ်ရှင်။ကဲခုဆိုရင်ချက်ပေါင်းလေးရလဲနူးဤနဲ့အနေထားရသွားပြီဆိုတော့ညီမခောက်ဆွဲနဲ့အသီးရွက်လေးပြုတ်ပါမယ်။ဆိုတော့ဒီချက်ပေါင်းလေးကိုခြားလိုက်ပါတော့မယ်။ ခုကတော့ညီမခောက်ဆွေးနဲ့အရွက်တွေကိုပြုတ်ဖို့အတွက်ရင်းနှီးလေးတည်ပါမယ်။အခုကတော့ညီမတို့ဒီခောက်ဆွေးလေးပြုတ်ဖို့ရင်းနှီးလေးဆူပြီးဆိုပြီးညီမခောက်ဆွေးပြုတ်ပါမယ်ပေါ့နော်။ ဒီခောက်ဆွဲလေးကအသက်၈လနဲ့စပြီးတော့စားလို့ရတဲ့ BLM ဒစိခောက်ဆွဲလေးပေါ့နော်သူ့ထဲမှာအရသာမုတ်လေးလည်းပါတယ်ပေါ့နော်ခောက်ဆွဲပြုတ်ကျွေးခြင်းနဲ့မမေဆိုလဲသူ့ထဲအရသာမုတ်လေးနဲ့ထည့်ပြီးပြုတ်ပြလို့ရတယ်သူကအဝါနဲ့အစိမ်းလေးပါတယ်ပေါ့နော်အဝါရနှစ်ခုအစိမ်းရတော့တစ်ခုပါပါတယ်မြမကတော့အဝါလေးကိုအရင်ပြုတ်ပေးမယ်ပေါ့နော်မြမဒီတကောက်စီချက်ပုံစံမျိုးလေးလုပ်ပေးမှဖြစ်တော့တဲ့ကြောင့်မို့သူ့ထဲကအရသာမုတ်တော့မတုံးတော့ဘူးပေါ့နော်ဆိုတော့မြမခောက်ဆွဲလေးအရင်စားပြုတ်ပါမယ်အင်းမစားပြုတ်ပါတော့မယ် ဒီကောက်ဆွဲလေးအားလေးညီမတို့ရဲ့မြောက်ကလာမှာရှိရဲ့ Grace Price MPV Show မှာဝယ်ယူအပ်ပြလို့ရပါတယ်ရှင်။ဆရာကောက်ဆွဲလေးပြုတ်ပါမယ်။သူကလေကလေးတွေကြိုက်ကြရဲတလားသူရဲ့ကောက်ဆွဲကညီမတို့ကောက်ဆွဲချောက်ပြီးလို့ဟာလေမမ်းမီကောက်ဆွဲချောက်ပြုတ်တဲ့ပုံစံမျိုးလေးလေနော်။ဆက်တပတ်တော့အနောက်မှာရတာမျိုးလေးနဲ့ပါပါတယ်။ကဲညီမကောက်ဆွဲလေးရဒါဆိုရနေပြီပေါ့နော်။ဆိုဒီထားလေးဆိုဆယ်လိုက်ပါမယ်။ပြီးတော့မုံရင်းရွယ်လေးဆက်ပြုတ်ပေးပါမယ်။ မဆဲလိုက်ပါမယ်ဒီနေသားလေးဆိုရင်ရပြီပေါ့နော်ဘာလို့ဆိုညမချက်ပောင်းရည်လေးနဲ့လည်းပြန်ပြီးတော့ဟိုနှုတ်အောင်ပါဆိုတော့လေဟိုအရင်ပျော်သွားရင်လည်းခလေးကစားစင်တော့မှာမဟုတ်ဆိုတော့ဒီလိုမျိုးမဆက်ဆက်နေသားလေးမှာဆဲလိုက်မယ်ပြီးတော့ဒီခောက်ဆွဲတွေကလေပြုတ်ပြီးရင်လည်းရေလေးတစ်ထပ်တော့ပြန်ဆေးပေးပါပေါ့နော်ညမဒီခောက်ဆွဲပြုတ်တဲ့ရင်နဲ့ပဲမုံငင်းရွက်လေးပါပြုတ်မယ်ပြီးတော့ဒီခောက်ဆွဲရောမုံငင်းရွက်လေးကိုရေတက်တက်လေးနဲ့တစ်ခါပြန်ဆေးပေးပါမယ်မုံငင်းရွက်လေးပါဆက်ပြုတ်လိုက်ပါမယ် ဝင်ရည်လေးကိုလည်းအဲ့လိုပဲစိမ့်စိမ့်လေးအနေထားလေးကြည့်ပဲပြည့်ပေးပါမယ်။ဒီမှာအဖုံးမအုပ်တော့တော့ကြာနေလေးဟိုအရောင်လေးမလာတော့မှဆိုတော့မျိုးလေးပဲခဏလေးပဲပြည့်ပါမယ်။ကဲဒီအနေထားလေးမှာပဲဒီမှာဆယ်လိုက်ပါမယ်။ပြီးရင်တို့ရေလေးနဲ့တစ်ခါပြန်ဆေးပေးပါမယ်။ကဲညီမထောက်ဆွဲကိုစားပြီးစီချက်ပုံစံမျိုးလေးလုပ်ပါမယ်။ဒီမှာစီလေးနဲ့ငယ်ထည့်ပါမယ်။ကဲဆိုတော့ညီမချက်သွုံဖြူလေးစီတတ်ပါမယ်။ကျမကတော့ချက်သွုံဖြူအနံ့လေးမွေးရတဲ့ညီမစီတတ်ပေးပါမယ်။ ချက်တော့ဒီလိုစစ်တဲ့ပြရတယ်ခုနညမချက်ပေါင်းဝင်လေးထည့်လိုက်ပါမယ်။ဆိုမီလေးတော့ညမနည်းနည်းရှော့လိုက်ပါတယ်။မီလေးရှော့ပြီးတော့ခုနထောက်ဆွဲလေးထည့်ပါမယ်။မီလေးအေးလေးနဲ့ပဲဆက်ချက်ပါပါမယ်။ထောက်ဆွဲကိုဒီမှာရတာလေးနဲ့မွေလိုက်ပါမယ်။ခုမကလေးစားတဲ့သမောက်လေးနည်းနည်းထည့်ပါမယ်။ပြီးတော့ဒီမှာအားလုံးလက်ဆက်အောင်ဝင်ပြီးမိပိတ်လိုက်ပါတော့မယ်။ ချက်ပေါင်းရည်လေးနဲ့တကယ်ရွှဲလေးနဲ့ပေါ့နော်ခောက်ဆွဲလေးပါဆိုတော့မေမေတို့ကတောင်းတဲ့တောင်းနဲ့လှုပ်တဲ့ပုံစံချင်းတော့သူစမတူပါပေါ့နော်ဒါတော့သမီးလေးကိုကျမလှုပ်ကျွေးနေကြစတိုင်လေးပေါ့နော်သူလည်းအရင်ကြိုက်ပါတယ်ဆိုတော့ကျမပြီးရင်ချက်ပေါင်းလေးကိုထည့်မယ်ဆိုတော့ကျမချက်ပေါင်းလေးနဲ့ပေါ့နော်ဒီအရွက်ကလေးကိုထည့်ပြီးတော့ကျမထမင်းဘူးလေးပြင်ပေးပါမယ်ကျေစောဒါညီမငေါဥလေးပြုတ်ထားပေးရလေးပါပြီးတော့ဒီမှာညီမစက်မွကြော်လေးပါနော်ဒီနှစ်ခုလေးကိုထည့်ပြလိုက်ပါမယ် စပီးခောက်ဆွဲထည့်ပါမယ်အပောင်လေးထည့်လိုက်ပါမယ်ပြညမဒီကအရွက်ကလေးတွေထည့်လိုက်ပါမယ်ကဲဒါဆိုရင်လည်းသမီးလေးလည်းအရင်ကြိုက်တယ်ချက်ပေါင်းစီချက်ခောက်ဆွဲလေးရပါပြီရှင်ဆွေညမပြီးတော့သူ့စနက်လေးလည်းထည့်ပေးမယ်ပေါ့နော်စနက်ကတော့ဒါကတော့သူ့အကြိုက်ကြမ်းမှုပြုတ်လေးပေါ့နော်သူစိုက်ပြမ်းမှုလေးထည့်မယ်ငေါဥလေးကိုအဲနည်းနည်းလှတော့ပူစားလို့ရအောင်ဒါလေးထည့်လိုက်ပါမယ်ပြီးတော့ဒါတော့ပြီးကြုံ ပြီးတော့အသီးစစ်စစ်နဲ့ပြုတ်လောက်ထားတဲ့အေးလေးတွေပါပေါ့နော်အချွေလေးတွေပေါ့နော်အချွေဆိုမဲ့တော့မချိုပါဘူးပထမကအသီးစစ်စစ်နဲ့လောက်ထားတဲ့ကလေးတွေဝမ်းမှန်စီတယ် ြောတော့အသက်5လနေစပြီးတော့တိုက်လို့ရတယ်ပေါ့နော်ဒါမျိုးဆို6လဆိုတော့ပိုစိတ်ဖြစ်တာပေါ့နော်6လလာတိုက်ရင်တော့ပိုပြီးတော့ကောင်းပါတယ်ဒီဆိုရင်အသီးနဲ့အစုံပဲပေါ့နော်ဒီအေးအေးရလဲညီမတို့ Grace Drinks and Baby Shop မှာရပါတယ်ဒီမှာအရသာမျိုးစုံရှိပါတယ်ဒင်ဂျင်ရတာအတခြားအသီးရတာလေးတွေလည်းအများကြီးရှိပါတယ်ပေါ့နော်ဒါသမီးလေးအချိန်မလို့ဒါလေးတခုချေပေးလိုက်ပါမယ်ဟုတ်တယ်နိုင်သူကြိုက်တဲ့ cheese smoke လေးထည့်ပေးလိုက်ပါတယ်။ဒါသမီးလေးအတွက်ထမင်းပူလေးရတော့စနစ်ဖြစ်ပါပြီ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အားလုံး ်မဲ့ရတာရှိရဲ့ဟင်းရများကိုဖန်တီးနိုင်ကြပါစေရှင်။တာ။